တောတောင်ကြားတစ်ခုရဲ့လမ်းမှာမော်တော်နဲ့ကြီးကိုဖြတ်ပြီးရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာလူတိုင်းကတဲကြီးမဲ့ကြီးလို့ခေါ်တဲ့တစ်ပင်ကြီးတစ်ပင်ကိုကိုးကွယ်ကြတယ်။တစ်ပင်ရဲ့အမြင့်တွေကြားမှာတဲပုံကြီးတစ်ခုရှိတယ်။ဒါပေမဲ့တဲတွေကမြည်သည့်အချိန်ခါမျိုးမဆိုမပြိုကျမလျှော့ပါဘူး။ရွာသူကြီးကပြောတယ်။ဒီတဲပုံဟာရွာကိုကာကွယ်တဲ့နတ်တွေရဲ့လက်စွပ်ပါ။သူ့ကိုထီလို့မရဘူး။တ냐မှာရွာတဲကခလေးနှစ်ယောက်ထွန်းထွန်း ဆယ်နှစ်နှစ်နဲ့နှင်းနှင်းကိုနှစ်တို့ဟာတစ်ပင်နီးကိုပြိုယွတ်ဝတ်သွားကြတယ်သူတို့တဲပုံကိုထိကြည့်မိတော့တဲရီကြီးပြိုကျသွားပြီးအောက်မှာကြောက်တုံးကြီးတလုံးပေါ်လာတယ်ကြောက်တုံးမှာရှေးဟောင်းဆော်လုံးတွေ ရေးထွင်းထားတယ်ညီမနှစ်ကောင်ကိုတတ်မှတဲပုံပြန်တီမင်းထွန်းထွန်းကကြောက်ပြီးပြန်ပြေးတယ်ဒါပေမဲ့နင်းနင်းကကြောက်တုံးကိုထောက်ကြည့်ရင်သူမရဲ့အရေးကတဲပုံပေါ်ကျနေတာကို သတိထားမိတယ်အရေးကသူမမဟုတ်ဘူး အဖြူရောင်လုံးကြီးဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ရဲ့အရေးရွာသူကြီးကိုမေးကြည့်တော့သူကမျက်ရည်ကျရင်ပြောပြတယ်ဒီသေးပုံအောင်မှာညီမနှစ်ယောက်မြုပ်ထားတယ်သူတို့ကိုရွာကားွယ်ဖို့ရစ်ပူစော်ခံရတာနှစ်တရာကဖြစ်ခဲ့တဲ့ကက်ဘေးကြီးကိုရက်တန့်ဖို့ရွာသားတွေကသူတို့ကိုအသက်ပါစတေးခဲ့ရတယ်လို့ဆိုတယ်ထွန်းထွန်းတို့အိမ်ပြန်ရင်းလမ်းမှာနှင်းနှင်းရဲ့လက်ကသဲတွေနဲ့ဖုံးလာတယ်သူမရဲ့အတန်ကပြောင်းသွားတယ် ငါတို့ကိုလွတ်အောင်လုပ်ပါမဟုတ်ရင်တဲပုံပြိုပြီးရွာပြက်လိုက်မယ်ညနေချမ်းမှာတစ်ပင်အောက်ကတဲပုံကနေအဖြူရောင်လက်နှစ်ဖက်ထွက်လာတဲ့ထွန်းထွန်းနဲ့နှင်းနှင်းတို့ကြောက်တုံးကိုပြန်လေးလာတော့စာလုံးတွေရဲ့အနက်ကို နားလေသွားတယ်ညီအမနှစ်ကောင်ဆိုတာသူတို့ကိုရည်ညွှန်းတာမဟုတ်ပဲရွာသူကြီးနဲ့သူ့ညီမရဲ့အရေးတွေဖြစ်နေတယ်ရွာသူကြီးဟာနှစ်တရာကရစ်ပူစော်ခံရတဲ့ညီမရဲ့ မျိုးဆက်ဖြစ်ပြီးသူညီမကိုပြန်သက်သွင်းဖို့စူးစမ်းနေတာလို့သိရတယ်။တဲမုံကြီးပြိုကျတဲ့အခါရွာကိုမီးတောင်လှုပ်ပြီးတဲမုံတိုင်းတွေဝင်လာတဲ့နှင်းနှင်းရဲ့ခန္ဓာကိုယ်ကတဲတွေနဲ့ဖွဲ့စည်းလာက သူမဟာတဲနဲ့ဖရားရဲ့ကိုယ်စလဲဖြစ်နေကြောင်းပေါ်လာတယ်။သူမရွေးချယ်ရမှာကရွာကိုကယ်တင်ဖို့သူ့အသက်ကိုစက်တေးမလားဒါမှမဟုတ်တဲနဲ့ဖရားကိုပုံကံမလား။နှင်းနှင်းငါတို့ဘာလို့ရမလဲ။ ထွန်းထွန်းရဲ့အတန်တုံနေတဲ့နင်းနင်းကသူ့လက်ဘွားပေါ်ကတဲတွေကို ကြည်ရင်ပြုံးလိုက်တဲ့အကိုငါတို့ကရွာကိုမကာကွယ်နိုင်ဘူးဒါပေမဲ့သူတို့ကိုလွတ်အောင်လုပ်ပေးလို့ရတယ်သူမရဲ့လက်ဘွားကနေတဲတွေလှိုင်းထွက်လာပြီးတစ်ပင်ကြီးကို ဖုံးလိုက်တဲ့တဲပုံကြီးပြိုကျသွားပေမဲ့ရွာသားတွေရဲ့မျက်နှာတိုင်းမှာတဲပုံရဲ့အရေးကဆွဲကပ်နေသေးပါ